ဒီမှာတော့ studies plan အားနည်းကောင်းရုံမိလို့ဖြစ်တဲ့တည်းဆိုကြောင်းလာလို့ညောင်းပြီးလို့ပါတယ်။ဒီတင်မှာနေရီယာတော့ solution တွေမျိုးမျိုးခြိုက်တာပါလေ။ကျင်ကစားမယ်၊ကျန်းမာရေးတွေမျိုးအောင်စားမယ်၊စားအုပ်ကိုဘယ်လိုဖတ်မလဲစသဖြင့်ပေါ့နော်။အောင်းရံကောင်းတာကလိလာတွေ့ရှိချက်တွေရပေါ့နော်။ new year resolution ရဲ့ဆရာကိုင်းအောင်အောက်ပဲတကယ်လက်တွေ account ထဲပေါ်ပြကြတယ် အဲ့ဒီကောင်တယ်မဖို့ပြကြတဲ့အကြောင်းရင်းကတော့လူများစုမှာပုဂ္ဂိုလ်ကိုကိုယ်ပိုင်စည်းကမ်းသတ်မှတ်ပြီးလုပ်တဲ့ self discipline အားနေကြလို့ပါပဲတချို့ကအစာပိုင်းမှာလုပ်တယ်ဆိုပါတော့ဂျင်းကစားတဲ့သူဆိုရင်တစ်ပတ်နှစ်ပတ်လောက်ကစားလိုက်တယ်သုံးပတ်မြောက်လဲဆိုရောစပြီးတော့သူကပြက်ကွက်လာတယ်ပေါ့နော်တရလာလို့ကျွန်တော်လုံးဝကိုမသွားပြတော့ဘူးသင်တန်းတွေတိုက်နေတယ်ပဲဈေးထားကြည့်ပါ 3လကြာမဲ့တင်နန်းတစ်ခုမှာဘလားလောက်မီတင်နန်းလားတဝက်လောက်ပဲရှိတော့တွေ့ရပါလိမ့်မယ်။လူများစုမှာတစ်စုံတစ်ခုကြာခဏတာဒီစိတ်ထားထက်တမ်းမှုမျိုးကတော့မကြာခဏဆိုလည်းလို့ရှိတတ်ကြပါတယ်။သူသက်ဖြင့်လူအများပေါ့နော်။အုံအုံထပြီးလုံနေပြီဆိုရင်ကိုလေလိုက်ပါလုံဆောင်ဖို့အားသက်သရရှိကြတယ်ပေါ့နော်။ဒါပေမဲ့ပြင်ပကလာတဲ့ဒီ motivation ဟာခဏတာခံပြီးတော့မကြခင် ဝင်ပြေတတ်တတ်တယ်ပေါ့နော်ပါဝါအော့ဒစ်စပလင်းစာအုပ်ထဲကဒီခတ်ကုမာရဲ့စကားတခုကိုကရာကြီးအဲကျွန်တော်ဖတ်ဖို့ကြုံတွေ့မှုတဲ့အောင်မြင်မှုဥပဒေသား969ခုလောက်ရှိတယ်အဲ့ဒီထဲမှာစက်ဒစ်စပလင်းမရှိဘဲနဲ့အောင်မြင်လာတာတခုမှမရှိဘူးတဲ့စက်ဒစ်စပလင်းဟာအဲ့ဒီလောက်ထိကိုအရေးကြီးတယ်ပေါ့နော်ဆိုတော့ လုပ်ပြရရှိရကိုလုပ်ခြင်းသည်ဖြစ်စေမလုပ်ခြင်းသည်ဖြစ်စေဒီကိုလုပ်ရရှိရကိုလုပ်တဲ့လုပ်တဲ့ဆိုတာကပေါ့နော် statistics အားကောင်းတာဖြစ်ပါလေ statistics အားနေရင်တော့ကိုယ့်ရဲ့အထုံးအများစုကကောင်းရုံမီးလို့ပါပဲခဏပဲတောက်ပြီးတော့ပြန်ငြိမ်သွားမှာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ကိုယ်တိုင်စင်ကြင်ရအောင်လေကျွန်တော်ရဲ့ follower တွေလည်းစင်ကြင်လို့ရအောင်ညွှန်ပြလိုက်တာပါ 성지 지식 구현